နီးတဲ့အရာတွေကိုရည်ညွှန်းခြင်း this ပါနောက်တစ်ခုကတော့ these ပါဘာကွာလဲပြောရင်တော့ this ကနီးလဲနီးမယ်နေလဲနေမယ် these ကတော့နီးတော့နီးတယ်ညားမယ်တူတူပါပဲ that ကကျတော့ဝေးတယ်ဒါပေမဲ့အနေကိန်းဖြစ်တယ် those ဝေးမယ် ါပေမဲ့အများကြီးဖြစ်တယ်။ပုံလေးတွေကိုကြည့်ပြီးတော့ပြောတတ်အောင်ကျင်းပါမယ်။ဒါဆိုရင်လက်တွေ့လောကမှာလည်းပဲမြင်နေရတဲ့ဟာကို this သုံးမလား that သုံးမလားကိုကြည့်ပြောတတ်မှာဖြစ်ပါတယ်။ဒီမှာတော့လက်ညှိုးထိုးထားတာကနီးပါတယ်။ဒါကြောင့်မလို့သူက what's this ဒါပါလဲ is a chair ကလေးတိုင်းမှာမင်းတော့ဒါ this နဲ့မိတော့ဖြေတော့အနည်းဆို is အများဆိုရင် are နံပါတ်2ကိုကြည့်ပါမယ်နံပါတ်2ကျတော့လက်ညှိုးနဲ့ဒီအရာလေးအနေနဲ့ဝေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့က that တို့မို့ those တွေကသုံးမယ်ကြည့်လိုက်တော့အများကြီးဖြစ်တယ်မေးကြည့်ပါမယ် what are those they are tax ပါဇွဲကုန်လေးပါစာရေးဇွဲကုန်လေးပေါ့နံပါတ်3ကိုကြည့်လိုက်မယ် လက်ညှိုးနဲ့တူပြထားတဲ့အရာကြောင့်နီးပါတယ်ပြီးတော့တခုတည်းလည်းဖြစ်တယ်မေးကြည့်ပါမယ် what's this is a pause ပတ်စံအိပါအမျိုးသမီးကိုင်ပတ်စံအိတစ်လုံးမှာနောက်တစ်ခုမှာတော့ the past လည်းဖြစ်နေတယ်ဒါမှမဟုတ်လို့ရှင်လည်းကျွန်တော်နောက်မျိုးပြောမယ်ဆိုရင်တော့ past case လည်းဖြစ်နေတာပေါ့နော် ဒါကူသုံးတဲ့ပေါ်ပဲမူတည်တာဟုတ်ဒါတော့စာသင်ခန်းနဲ့ပတ်သက်ပြီးပြောနေတဲ့အတွက်ဖန်ဆက် case ဖြစ်ဖို့များပါတယ်နောက်တစ်ခုကကျတော့အများကြီးမှာနီးလဲနီးရဆိုတဲ့အတွက်ဟုတ်လား those the notebooks